အအခုကအချစ်ဆုံးအခုကအချစ်ဆုံးအပထမဆုံးထားခဲ့တဲ့ရီစာဦးပေါ့ရီစာဦးတော့ရှိပါတယ်အဲ့6တန်းပဲပေါ့ဒါပေမဲ့ကလေးဘွားဆိုတော့မေ့ပါရဲ့မချစ်တော့ပါဘူးချစ်စရာလေးအဲလှရဲချောရဲဆိုကြိုက်ချင်တယ်ကိုကလည်းအီးမဲသူကလည်းအီးမဲဒါပဲအဲ့အတွက်ဘာမှရင်ထဲမှာတူတူကြကြခန်းစားချက်မရှိဘူးအဲ့တော့ရီစာဦးနဲ့အချစ်ဦးနဲ့မတူဘူးအချစ်ဦးကတော့မင်းလေးတကြီးရတော့ဒီနာမည်လေး အခုတွဲနေတဲ့တယောက်နဲ့မတိုင်ခင်အထိမှမေးမယ်ဆိုရင်တော့အနာဟောင်းနေထွက်မှာပေါ့နော်အခုတော့တကယ်အားလုံးမေ့ပါ යි အခုတော့အမြင်လူလဲလားလူပညာရှင်တွေကဟဲ့တဝက်တဝက်အယောလေးပေါ့အယောလေးလူပညာရှင်တွေလူအယောလေးပါယောလေးပါ အမှန်တိုင်းပြောရင်ဒါကလေးတွေအတူอยู่မားမှာဆိုလို့ကျွန်တော်က6တန်းနဲ့ရည်စားထားဟာ6တန်းနဲ့မှာရည်စား3ယောက်ထားဟာကျောင်းမှာ1ယောက်ထားတယ်ကျူရှင်မှာ1ယောက်ထားတယ်နောက်ပြီးတော့ရက်ွက်ထဲကကောင်မလေး1ယောက်ထားတယ်အဲရက်ွက်ထဲကကောင်မလေးနဲ့ကြာဒီလိုပဲပေါ့နော်သူကကိုယ့်ရင်ရှေ့ရဖြတ်လိုက် ိုကသူ့ကြည်လိုက်အဲအဲ့လိုရုပ်ရှင်တွေရလို့ပဲရုပ်ရှင်တွေရလို့ပဲသူကကိုယ့်ရင်ရှင်ရဖြတ်ပြီးဆိုလို့ရှိရင်ထားပါတော့ maybe သူ၄နိုင်လောက်ဆိုအပြင်သွားတက်တယ်ဆိုရင်ကိုကဝရန်တာကြည်တာမျိုးအဲသူကလည်းအကြောင်းကြီးအကြောင်းချပြီးကိုယ့်ရင်ရှင်ရနေခောက်တော့ခောက်ပြန်နေဖြတ်တာကျွန်တော်ငငယ်မြောက်တကူမှာနေရအောင်ဆိုတော့၃ယောက်ကတော့နေရာ၃ခုဖြစ်နေရောကိုကလွတ်လွတ်ကျွတ်ကျွတ်ထားလို့ရဆယ်တန်းအကြောင်းပြောပြမယ်ခလေးမလုပ်အောင်เนาะအဲ့လိုမျိုးဆယ်တန်းမှာကျွန်တော်စပြီးတော့အဲကျူရှင်စတက်တဲ့ပထမ3လလောက်4လလောက်မှာ ကျွန်တော်ကျူရှင်တခုလောက်အော်ဒီမန်းတာဆရာကြီးအားလုံးကဘာပြောလို့လဲဆိုတော့ကျွန်တော်ဘာသာတိုင်းမှာတော်လို့စ조사လို့မြန်မာစာဆိုလဲကျွန်တော်ခုနပြောတဲ့ပရန်ဇနာနဲ့ဆက်ဆက်နေလားမသိဘူးသူမြန်မာစာဆိုစာစာကုန်အရင်ရေးတတ်တာစိုင်းဆောင်ရေးတတ်တယ်စိုင်းဆောင်ရေးနိုင်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်ကဒီဘာခေါ်လဲဆယ်တန်းမှာဘာသာဆိုကျူးကျွနေပြီးတော့နှစ်နယ်လောက်လဲကြာထဖောက်လာအောင် အဲ့လိုပဲရည်သားသုံးခါနှစ်နှစ်ဆမှာတယောက်နှစ်လယ်မှာတယောက်နှစ်ဆုံးမှာတယောက်တကယ်တကယ်တမ်းလဲကြလဲကြရောအောင်စင်းတော့ဂုံလူတစ်လုံးမှမပါဘူး呃အခုကအချစ်ဆုံးအခုကအချစ်ဆုံးအဲပထမဆုံးထားခဲ့တဲ့ရီစာဦးပေါ့ရီစာဦးတော့ရှိပါတယ်အဲ့6တန်းရမယ်ပေါ့ဒါပေမဲ့ကလေးဘွားဆိုတော့ မေ့ပါတယ်မချစ်တော့ပါဘူးဟုတ်ပါတယ်သူတို့ရေလဲအိမ်မဟုတ်မဟုတ်မဟုတ်ငိုင်းမဟုတ်မဟုတ်အကျွန်တော်လေအချစ်ဦးနဲ့ရီးစောင်းနဲ့မတူပြန်ဘူးဟုတ်တယ်မလားရီးစောင်းဆိုတော့သူတို့ပဲအချစ်ကိုမတိသေးဘူးရှောက်ထားတာချင်မှန်းလည်းမသိဘူးအာဒီလိုပဲချစ်စရာလေးအဲလှရတယ်ချောရတယ်ဆိုကြိုက်ချင်တယ်ကိုကလည်းအီးမဲသူကလည်းအီးမဲဒါပဲအဲ့အတွက်ဘာမှရင်ထဲမှာတူတူကြကြခန်းစားချက်မရှိဘူးအဲ့ရီးစောင်းနဲ့အချစ်ဦးနဲ့မတူဘူးအချစ်ဦးကတော့ တကယ်မမှတ်မိတော့မဟုတ်မဟုတ်မမှတ်မိဘူးဆိုတာလေအခုလက်ရှိအခြေရာအခုလက်ရှိအခြေရာစိတ်ချမ်းသာဖို့ကောင်းတယ်အစီအမရဲ့ relationship ဖြစ်တယ်အဲဘာမှနာကျင်စရာမရှိတော့လေအရင်တော့အတိတ်ကအရင်နာကျင်ခဲ့ရအရာတွေကမေ့သွားတာမေ့သွားတာသူနဲ့အခုနောက်အခုနောက်ဆုံးအခုတွဲအခုနောက်ဆုံးတာပြည့်အခုအခုတွဲနေတဲ့တယောက်အခုတွဲနေတဲ့တယောက်နဲ့မတိုင်ခင်အထိမှမေးမယ်ဆိုရင်တော့ အနာဟောင်းနေထွက်มาပေါ့เนาะအခုတော့တကယ်အားလုံးမေ့ပါ යි ဟုတ်ပါအောင်အမြင်လူလဲလာလူပညာရှင်တွေရဟဲ့ဟုတ်ပါတဝက်တဝက်အယောလေးပေါ့အယောလေးလူပညာရှင်တွေပဲလူအယောလေးပါယောလေးပါကျွန်တော်ပြောပြမယ်ကျွန်တော်ကရည်စားပဲထားကျင်တာအိမ်တော်မပြုတ်ကျင်ဒီစားထားကောင်းပါလေချစ်နေရကောင်းနေအိမ်တော်တစ်ခုထူထောင်လိုက်ရင်အိမ်တော်တစ်ခုရဲ့နောက်ဆက်တွဲမှာအများကြီးနေပါလာပါတော့ဆိုတော့ သူ့ကိုလည်းကိုမချီနှောင်ကြည့်ဘူးကိုကိုလည်းသူမချီနှောင်နဲ့ဒါပေမဲ့ကံပါတလောက်ထိရေဆက်ပါတလောက်ထိရှစ်ကြမယ်တရားပေါ်တရားကောင်းကြမယ်အဲ့ဒါဆိုရပါပြီအဲ့ဒီ